ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့ကတော့2025ခုနှစ်မေလ28ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်အတူတူမှကြည့်ကြမှာဖြစ်ပါရနော်ဟုတ်ကဲ့ဒီညမှာတော့เนาะတကယ် share ချိန်ထားတဲ့သတင်းတွေအများကြီးကိုကျွန်တော်ဓာတ်ထားမှာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီစခန်းတွေဘယ်နှခုတော့တိုက်ခိုက်ရလဲမသိဘူးเนาะစခန်းတော်တော်များများကြာသွားတဲ့သတင်းတွေကျွန်တော်ဓာတ်ထားမှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လိုရီတူရှင်သတင်းတွေဖတ်ပြပေးပါမယ်နော် ပြမအောင်ဆုံးတရင်ဘုတ်ကတော့အုပ်ဖို့မြို့နယ်ထမ်းပင်ကုန်းကြည်ရရှိစစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးတပ်ဖွဲ့ဝင်၈ကောင်မျိုးစားဖြစ်ပြီးကြံတဲ့တပ်သားများလည်းစခန်းကိုဆွတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တိုက်ပွဲကနှစ်ခါဖြစ်တယ်ပထမအချိန်မှာခမား၆ကလည်းလက်နက်ကြီးအလုံး၃၀လောက်ပစ်ကူပြီးတော့ကျွန်တော်တို့ကဆုတ်ခွာပြီးဒုတိယအချိန်ပြန်လိုက်တာအဲ့မှာရဲဘော်တွေလက်နက်ချဖို့အလင်းမဖို့ပြောတော့အလင်းတော့မဝင်ဘူးစခန်းဆွတ်မယ်ဆိုပြီးသေးတဲ့အလောင်းတွေထမ်းပြီးထွက်ပြေးသွားကြတယ်လို့သတင်းရရှိပါတယ်နော်။လက်ပတန်းတွင် PDF ကိုဂရုမစိုက်ဟုစိန်ခေါ်ကလူငယ်များကိုစစ်မှုထမ်းတပ်သားဖြစ်စုဆောင်းနေတဲ့ယာအိမ်မှုထွန်းထွန်း ပြည့်ကခံရပြီးတော့မြောစာဖြစ်သွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဗျာ။ကဲအမပီဒီအက်တွေကိုစိန်ခေါ်တဲ့ကောင်ကတော့အခုချိန်မှာဆိုရင်တော့ငရဲပြောက်သွားပြီဖြစ်ပါတယ်နော်။နောက်ထပ်သတင်းပုဒ်ကလည်း Time မြန်မာနေဆက်တေဘောဘုတ်ကိုစကန်တော့စစ်ကူလာတော့စစ်အရာ90ပါစစ်ကြောင်းစစ်ကြောင်းတစ်ခုလုံးကို KLL ပူပေါင်းတက်ကချိန်မိုးလိုက်ပြီးစစ်သား30ကျော်အရှင်မိစစ်သားအများပြတေဆုံးပြီးလက်နက်များပါရရှိသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကဲဒါကတော့ KLL ရဲ့အောင်ပွဲသတင်းပဲဖြစ်ပါတယ်နော်။ အဲ့ဒီစစ်ကြောင်းကားတွေတေဘွားဘိုးကိုတော့ဖို့လာတာ DBA ဌာနချုပ်နာရောက်မှာတော်လိုင်းတက်တွေကပိတ်ဆို့ပြီးတိုက်ခိုက်တာအခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီစစ်ကြောင်းမှာအင်အား82ကောင်ပါတယ်ဂျားဖြတ်တိုက်တာမှာ30ကျော်လက်ရှိအရှင်မိထားတယ်ကျန်တာတွေအကုန်လိုက်ရှင်းနေတယ်လက်နက်တွေလည်းရထားတယ်လေးရင်လာကျက်နိုင်လို့သတိထားနေရတယ်မနေ့ကနေဒီမနေ့ပိုင်းမှာအပိဂျားဖြတ်တိုက်ခိုက်တာပါလို့စီးရီးသတင်းကပြောပါတယ်ဗောနော်အဲ့တော့တကယ်ပဲအောင်ပွဲသတင်းတွေရတော့နော်ဝမ်းသာစရာကြီးဗောနော်အဲ့ဒီမှာဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်တွေမှာထွက်ထားတာရှိပါတယ်နော် ဟုတ်ပြီကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မြင်းကြံခရိုင်တွင်စစ်စီရေစတိုက်ရှိလာမယ်လို့တော်လိုင်းရေးတက်များကပြောပါတယ်နော်အဲတော့မန္တလေးတိုင်းတွင်တရုတ် gas pipeline ဆောက် kinskan အပဝင်စီးရေးပြည်မြများကိုထိုးစစ်ဆင်ခဲ့တဲ့တက်များကစစ်စီရေစတိုက်ရှိလာမယ်လို့သတိပေးထားတာဖြစ်ပါတယ်အဲတော့မြင်းကြံကိုဒီမြို့ရေးတက်ပွဲဆင်နွှဲတော့မလားဆိုပြီးမှလည်းပြည်သူတွေကတုံ့တက်ထားဖြစ်ပါတယ်နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီမြင်းကြံနယ်မှာနိုင်မင်ကြီးတယ်ကျွန်တော်တို့ရဲ့တော်လန်ရဲပေါ်ဘုံမိုက်ခဲဘာပြောထားလဲချက်ထားတော့ကြည့်လောက်နော်ကဲကဲ လမ်းကျတူတို့လူချင်းစုံခဲ့ပြီညီနောင်နေနဲ့ဒါတော့ကျွန်တော်တို့ညီနောင်မမိတ်အဖွဲ့ဒီကနေပဲကျွန်တော်တို့ရဲဘော်နေတယ်ဗောနော်ကျွန်တော်စကားလာပြောရင်မိတ်ဆက်အင်းနဲ့ကျွန်တော်တို့အများအပြားမှာဖြစ်ပါတယ်ညားပါညားပါတောင်းကြွနေတယ်ဗောနော်ဖိုင်တာလုပ်နေတယ်ဒီအရုပ်ကိုအနာကဖြုတ်ကဲဒီအရုပ်ကိုဖြုတ်ခါဖြုတ်တော့မယ်ဒါအပြားဖြစ်ပါတယ်โอเคနော်โอเคနော်เฮ้ဟေးဟာဘာပြောမလဲဘာပြောမလဲအာဒီ မတီမတီပကြိုင်မမတီစီလာပြောတော့ဒါမီလာပြီဒီကိုချက်ပါမယ်အဲလုံးလိုက်ရအောင်။ခေါင်းကြီးကိုချိုးတော့ခေါင်းကြီးကိုအဲဒီတောင်းကြီးဒီတောင်းကိုမောင်းကျော်နိုင်ပါလား။ဒီတောင်းမောင်းကျော်နိုင်အောင်ကျော်ပြ။အဲကဲဒါကတော့ဘိုမက်ကယ်ရီရဲ့ဗီဒီယိုဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့မြင်းကြံနေမှာဒီစစ်ကောင်စီရဲ့နိုင်မြင့်ကြီးတီတိုင်ရွတ်မှာပေါ့နော်အာမတ်တီကိုလက်ဆောင်ပေးဖို့မှာမိုက်ကယ်လီကြားမင်းလေးလာကြပါဦးနော် ဲ့တော့ဒီနေ့မှာတော့ဒီစကန်တိတိုက်ပွဲညောင်များစွာရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်အာတကယ်ပဲဝမ်းသာစရာကောင်းပါရဲ့နော်အဲ့တော့စကန်တိတိုက်ပွဲတွေမှာဖမ်းမိရရှိခဲ့တဲ့စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေဗီဒီယိုဖိုင်တွေကလည်းခစ်တစ်မှာပြန့်နေနေပါနော်ခစ်တစ်နဲ့ PPS spray မှာအများကြီးရှိတယ်ပေါ့နော်ဒါကြတော့ Telegram မှာလည်းပုံနေတာပေါ့နော်အဲ့တော့ဗီဒီယိုဖိုင်တွေကတော့ကျွန်တော် YouTube channel တွေမှာပြလို့မရဘူးနော်ပြတယ်ဆိုရင်သတိပေးစာတွေပါလာတဲ့ခါကျတော့ပေါ့နော်အဲ့တော့ဒီစကန်တိတိုက်ပွဲဗီဒီယိုတွေဖိုင်တွေကြည့်ချင်တယ်ဆိုရင်တော့ဒီခစ်တစ်ရဲ့ Telegram မှာတော့ကြည့်လို့ရပါတယ်နော် ဟုတ်ကဲ့ကျွန်တော်တို့ပထမအဦးဆုံးပြည်သူသဘောက်အနေနဲ့ပေါ့နော်ကျွန်တော်ပြည်သူတွေအရေးကြီးတဲ့မိုးလေဝသသတင်းလေးကျွန်တော်တစ်ချက်လောက်သွားကြည့်အောင်နော်ဒီကြပိုင်းတွေမှာမိုးတွေဆက်များပြီးတော့ရေရှမ်းနေတယ်ဆိုပြီးသတင်းတင်ဆက်ထားတာတော့ကြည့်လောက်နော်ပြီးတော့အားကောင်းနေတဲ့ဖြစ်ပြီးတော့ရခိုင်ပြည်မြောက်ဖက်ချမ်းကိုကုန်းမော်တီဆက်လက်ပြီးတော့လေပြင်းများတိုက်ခတ်နိုင်တဲ့အနေအထားတွေရှိပါတယ်ကခိုင်နော်ဒီဟာမှာဆိုလို့ရှိရင်တော့လေတက်ခတ်မှုကြဆင်းသွားနိုင်တဲ့အနေအထားရှိပါတယ်။စောစောကပြောတယ်လေတက်ခတ်မှုကြောက်မလို့ဒီကနေ့မနေ့ 6နာရီချိန်မှာဆိုရင်ဘင်္ဂလားပင်လယ်ထဲမှာ73ဘေးကနေပြီးတော့ပေ20ရှိတဲ့ရေလိုင်းတွေဟာအေယာဝတီကန်ယိုဒါနဲ့ရခိုင်ပြည်နယ်တောင်ဘက်ကန်ယိုဒါကိုစတင်ပြီးတော့ချင်းနေဝင်ရောက်လာတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။ညနေ4နာရီရောက်တဲ့အခါမှာတော့အဲ့ဒီပေအမြင့်20လှိုင်းလုံးတွေဟာအေယာဝတီ တိုင်းနဲ့ရခိုင်ပြည်နယ်အလယ်ပိုင်းလောက်အထိဝင်တိုးပြီးတော့ကမ်းခြေမှာဆိုလို့ရှိရင်တော့16ပေလောက်ရှိတဲ့ လိုင်းလုံးတွေဝင်ဆောက်နိုင်တဲ့အနေအထားရှိလို့အထူးသတိထားဖို့လိုပါတယ်။อืมလာမယ့်26ရက်နေ့ရောက်တဲ့အခါမှာတော့မြမကန်ယိုတန်းနဲ့ရခိုင်ပြည်နယ်ကန်ယိုတန်းကို ဝင်တိုးမဲ့ရေလှိုင်းနေရဆိုလို့ရှိရင်16ပေမှပေ30နီးပါးအထိအချိန်မြင့်တက်လာတဲ့အနေအထားရှိရတော့မလို့မြေနှိပ်ကမ်းခြေမှာနေထိုင်သူအားလုံးကြိုတင်ပြင်ဆင်ထားရတဲ့အတွက်ကျွန်တော်တို့ဒီနေရာကသတိပေးပါတယ်ထို့အတူပဲ AR ကန်ယိုတန်း ်တနင်္လာရီကန်ယုံရားမှာလည်းရုတ်တရက်ရေလိုင်းတွေတက်ရောက်နိုင်တဲ့အနေအထားတွေရှိနေပါဒီကနေ့28ရက်နေ့မှာမုတ်တုံလေးနဲ့အတူဖြစ်လာတဲ့လေဆိုင်ဝဲကြောက်မလို့မြန်မာပါပြီးအနောက်ဘက်ချမ်းမှာမိုးသီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့အနီရောင်နေနဲ့ပြပြီးတော့ကွက်ကြားမိုးသီးထန်နိုင်တဲ့နေရာတွေကိုအဝါရောင်နေနဲ့ပြပါတိုင်းနဲ့ပြည်နယ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ အချင်းပြင်းနဲ့သဂိုင်းတိုင်းအချက်ပိုင်းမှာ မိုးကွက်ကြားမိုးရွာသွန်းသလိုပဲရှမ်းပြည်နယ်တစ်ခုလုံးမှာကွက်ကြားမိုးဆက်လက်ရွာသွန်းနေမှာဖြစ်ပါတယ်။ကယားပြည်နယ်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်းတို့မှာမိုးရိပ်ရင်းတိတသမ၈လမလောက်ထိရနိုင်ပြီးတော့မကွေးတိုင်းနဲ့ပဲခူးရိုးမှကြားမှာဆိုလို့ရှိရင်တော့မိုးရိပ်ရင်း၄လမလောက်ထိရွာသွန်းနိုင်တယ်လို့ပဲရခိုင်ပြည်နယ်အထက်နဲ့ချင်းပြည်နယ် တို့မှာဆိုလို့ရှိရင်မိုးရေကြီး6လက်မလောက်အထိတချို့နေရာတွေမှာ6လက်မကျော်ကွက်ကြားမိုးကြီးများရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ဒီရားအကြောင်းမလို့ဒီကနေ့28ရက်နေ့မှာမိမိတို့မိတ်ဆွေများကိုကြိုတင် ပြင်ဆင်ဖို့အပြည့်ပေးလိုက်ကြပါဒီကနေ့28ရက်နေ့မှာမန္တလေးနဲ့နေပြည်တော်ကရင်ပြည်နယ်မုံပြင်းတဲ့အောက်ပိုင်းတနင်္လာရီတိုင်းအရှိတ်ဘက်ချမ်းမှာတော့မိုးအနှဲငယ်ပါသွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ် 26ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့စောစောကလေးဆိုင်ဝဲအားနေသွားပြီမဲ့လေလေးဆိုင်ဝဲကတွန်းပို့လိုက်တဲ့လေစီးချောင်းတွေကြောက်နေဘင်္ဂလားပင်လယ်ော်ကစတက်ဝင်လာတဲ့အနေထားအရမြန်မာပြည်အထက်ပိုင်းနဲ့မြန်မာပြည်အောက်ပိုင်းဆိုပြီးတော့မိုးရွာသွန်းမှုအနည်းငယ်ကွဲပြားသွားတာတွေ့ရမှာဖြစ်ပါတယ်မြန်မာပြည်အထက်ပိုင်းမှာဆိုရင်ကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်း၊ချင်းတောင်တန်း၊ရခိုင်ပြည်နယ်တို့မှာမိုးရွာကြိမ်၅လမလောက်ထိရွာသွန်းပြီးတော့ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်မြန်မာပြည်အောက်ပိုင်းမှာဆိုရင်တော့ရခိုင်ပြည်နယ်တောင်ဘက်မကွေးတိုင်းတောင်ဘက်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းတားတိုင်းတို့မှာမိုးရရင်တိတ္တမ6လမလောက်ခီရွာသွန်းနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းမကွေးတိုင်းအရှိဘက်ချမ်းရှမ်းပြည်နယ်တို့မှာအနည်းငယ်မိုးပါသွားနိုင်တဲ့နေသားရှိရလို့ကျွန်တော်တို့ခံမှန်းတွေးရှိရပါတယ်။ဒါမဲ့30ရင်းနေမှာတော့ မြန်မာပြည်မှာတချို့နေရာတွေမှာဆက်လက်ပြီးတော့မိုးသီးထနေမှာဖြစ်ပြီးတော့အထူးသဖြင့်ကချင်ပြည်နယ်အထက်ပိုင်း၊သခိုင်းတိုင်းအထက်ပိုင်း၊ချင်းတောင်တန်း၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊နေပြည်တော်၊ပဲခူးတိုင်း၊မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပြီးတော့ပြန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာနေရာကွက်ကြားမိုးရွာသွန်းတို့ပဲမန္တလေးတိုင်းနဲ့အရှိပဲရှမ်းပြည်နယ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ် ဒါမဲ့31ရက်နေ့မှာလည်းရခိုင်ပြည်နယ်နဲ့မကွေးတိုင်းမှာဆက်လက်ပြီးတော့မိုးတီးထနိုင်တဲ့ပိုင်းကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအောက်ပိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းမွန်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခံမှတွေ့ရှိရပါတယ်။မြမပြည်အလယ်ပိုင်းမှာ တော့မိုးနှင်းငယ်ပါးပါးနိုင်တယ်ဆိုပေမဲ့နေပြီးတော့ပတ်ဝန်းကျင်မှာတော့ တက်လက်ပြီးတော့နေရာပွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲသတိထားနော်တိုင်းနောက်ချမ်းအရာတွေတိုင်းမှာနေရာပွက်ပြီးတော့မိုးကြီးနိုင်ပါလေကျွန်တော်တို့ရဲ့သတိပေးချက်တွေကိုကိုယ်သက်ထွေးနိုင်တယ်လီရန်ကနေပြီးတော့ကဲဒါတော့เนาะမလို့ဥထိတ်မလို့ဝတ်တာဘလော့ဂါတွေတစ်ဆထားတဲ့တွေဖြစ်ပါတယ်เนาะအဲ့တော့ခုနပြထားတဲ့ဒီပန်းရောက်နေရာတွေကတော့ဒါမိုးကြီးနေရာတွေပေါ့เนาะအဲ့နေရာတွေကမရှိတဲ့ပြည်သူတွေကသိထားဖို့လိုပါတယ်เนาะ ကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့အခုအာဆီယံထိပ်သီးအစည်းအဝေးရပါတော့ဒီဒီခေါက်မှာတော်ထူးခြားတယ်လို့ပြောလို့ရပါတော့အဲ့တော့မေအောင်လည်းနဲ့ပတ်သက်ပြီးတော့အခုတော့ကသူတို့မေအောင်လိုင်ကိုဘတ်လိုက်ခဲ့ပြီမဟုတ်နော်အခုဆိုရင်မေအောင်လိုင်ကိုစန့်ကျင်တဲ့ဒီပုံစံလေးတွေ့ရပါတော့ဥပမာရွေးကောက်ပွဲကိုမယုံကြည်ဘူးဆိုတဲ့ဟာပြောနေပါတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအာဆီယံထိပ်သီးရဲ့ဒီထိပ်သီးအစည်းအဝေးမှာတော့သူတို့ဆုံးမချခဲ့တဲ့ဟာတွေကိုပြောထားတဲ့သတင်းလေးဒါတော့ကြည့်လိုက်အောင်နော်မင်္ဂလာပါရှင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့46ရက်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပထမနေ့အဖြစ်မေလ26ရက်နေ့မှာအာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။အာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကမြန်မာနဲ့ပတ်သက်ပြီးသူ့ရဲ့လှုပ်ဆောင်ချက်တွေအလားအလာတောင်းနေကြောင်းပြောဆိုသွားခဲ့ပါတယ်။အာဆီယံခေါင်းဆောင်တွေကသူ့ရဲ့အဖွဲ့ဖွဲ့စည်းမှုကိုသဘောတူညီမှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းအန်ဝါကပြန်လည်ဖြေကြားခဲ့ပြီးနောက်ပိုင်းမှာစစ်ကောင်စီနဲ့နီကက်တဲ့ဆက်ဆံရေးရှိတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ပြည်ဆောင်မယ်လို့လည်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့အဓိကကြတဲ့အရေးတစ်ခုအဖြစ်ဆုံးဖြတ်တယ်လို့ဆိုနိုင်တာကတော့မြန်မာနိုင်ငံအတွက် ASEAN အထူးတပ်တမန်ကိုအရင်ကလိုအလဲကြမဟုတ်တော့ဘဲအမြဲတမ်းခန့်အပ်သွားဖို့တညီတညွတ်ထဲဆုံးဖြတ်လိုက်ကြတာပါ။ဒါကလည်းကာလကြာမြင့်စွာကလေးကလှုပ်တင်လှုပ်ထိုက်တဲ့လှုပ်ရည်လေးဖြစ်ပါတယ်။ဥက္ကဋ္ဌအဖြစ်အလဲကြတာဝန်ယူရတဲ့နိုင်ငံမှတဦးဟာအထူးတပ်တမန်ဖြစ်လာရမှာပါ။သူတို့ဟာတက်ဆိုင်ရာနိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒပေါင်းတဲ့ကသာလှုပ်ရှားကြပြီး Brunei, Cambodia, Lao တို့ရဲ့ဟန်ပြအယောင်ဆောင်လှုပ်ရည်တွေနဲ့အချိန်ကုန်သွားကြရပါတယ်။ အင်ဒိုနီးရှားရဲ့အားကျိုးမှန်တပ်စောင့်ရိုက်ခဲ့မှုတွေဟာလာအိုလက်ထက်မှာရပ်တန့်သွားခဲ့ရပါတယ်။အခုလိုအမြဲတမ်းတန်တမန်ကို၃နှစ်တက်တန်းလို့ရည်မှန်းထားပါတယ်။ဘသူကိုရွေးချယ်ရမယ်ဆိုတာမသိရသေးပေမဲ့လည်းအခုလိုအမြဲတမ်းတန်တမန်ခန့်အပ်ဖို့အတွက်ကတော့တောင်းကွက်မဲ့သူမရှိသဘောတူလာခြင်းဟာမြမအရေးကိုဖြည့်ရှင်းဖို့အရေးတကြီးလိုအပ်လာပြီဆိုတာကိုအားလုံးကတညီတညွတ်တည်းလက်ခံလိုက်ခြင်းပဲဖြစ်ပါတယ်။စစ်ကောင်စီလုံးမယ်ဆိုတဲ့ရွေးကောက်ပွဲဟာဘာမှဖြစ်လာမှာမဟုတ်တာကိုလည်းယုံကြည်နေကြကြောင်းကိုအထင်အရှားတွေ့လာရခြင်းလည်းဖြစ်ပါတယ်။အမြဲတမ်းတန်တမန်အနေနဲ့လည်း ှစ်ဖက်စလုံးနဲ့ဓာတ်ရိုက်ဆက်သွယ်ဆွေးနွေးဖို့တာဝန်ရှိလာပါတယ်လက်ရှိမှာအန်ဝါအီဗရာဟင်ဟာငလျင်ကိုအကြောင်းပြုပြီးနှစ်ဖက်စလုံးနဲ့တိုက်ကြွစွာထိတွေ့ဆက်ဆံနေပေမဲ့လည်းမြန်မာစစ်ကောင်းဆောင်ကိုကွာလာလမ်ပူထိလာဖို့ဖိတ်ကြားတဲ့အထိတော့ညနေပြောင်မတိုက်ရဲခဲ့ပါဘူး။တနည်းအားဖြင့်စစ်ကောင်းဆောင်ဟာရက်ကွက်ထက်ကဘဲအိမ်မှာပဲအလှလှုပ်လှုပ်ဖိတ်ကြားမခံရပေ။ဝီကောင်းဆားလာဝတ်ပြီးအလှအရှိရာကိုကြကြမော့မော့သွားနေသူတွေကိုအိမ်ထဲကချောင်းကြည့်နေရတဲ့ဘဝဖြစ်နေပါတယ်။ထိုင်းကလွှင့်ရင်ပေါ့။အာဆီယံထိပ်သီးအစည်းအဝေးတစ်နှစ်လျင်နှစ်ကြိမ်မြောက်စိတ်ဆင်းရဲခြင်းကြီးစွာခံစားနေရသူဖြစ်ပါတယ်။ မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ဟာဇွန်လရဲမှာနေပြည်တော်ကိုသွားရောက်ပြီးဆေးဥစုနဲ့ဆွေးနွေးမယ်လို့သိရှိရပါတယ်။သူတို့အပြောအရာအင်ဒိုနီးရှားရဲ့အာချီမှာလေဆူနာမီဖြစ်ပြီးနောက်အားလုံးသပွဲဝိုင်းရှိရာရောက်လာကြသလိုမြန်မာမှာလေငလျင်တန်ခံထားရလာကြအောင်အဲ့ဒီလိုဖြစ်လာလိမ့်မယ်လို့ယူဆကြအောင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့သူတို့ဒီတစ်ခါရင်ဆိုင်ရမယ့်လူများကကမ္ဘာရဲ့မြေတိနေရာမှာမှတွေ့ရမှာမဟုတ်တဲ့ တရေမရေစီးနေသူများဖြစ်နေတယ်ဆိုတာကိုသိရှိထားဖို့မရသေးဘူးလို့ယူဆပါပါတယ်အာဆီယံအနေနဲ့ဒီမှာအချက်၅ချက်ကိုမလိုက်နိုင်လို့ဆိုပြီးအဖွဲ့ဝင်အဖြစ်မှရက်ဆိုင်ခြင်းဒါမှမဟုတ်မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ကိုဖိတ်ကြားပြီးဆွေးနွေးခြင်းအဆရှိတဲ့ပြားများပေးမယ်ဆိုရင်သူတို့အဖို့လည်းအခုလိုအဆက်ရနိုင်စရာအကြောင်းမရှိပါဘူးတရုတ်ကမြောက်ဖက်ထဲမှာစီရေတန်တမန်ရေးအရာကြွက်သားများထုတ်ပြလာပြီးဖြစ်တာကြောင့်မြန်မာဟာအင်အားကြီးနိုင်ငံများဖြစ်ကြရကစားကွင်းဒီအဖြစ်ရောက်မသွားမီတခုခုလုံးမဖြစ်မယ်ဆိုတာ လှောက်ရှားလာပုံရတယ်လို့ Nikki Asia မှာရေးသားထားတာကိုတွေ့ရပါတယ်။ ASEAN ဟာစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘုံရက်တီချက်ထွက်ပေါ်လာဖို့ဆွေးနွေးနေစေလို့သိရှိရပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ကတော့မဲဆန္ဒရှင်တစ်စိတ်တစ်ပိုင်းသာပါဝင်နိုင်မဲ့ရွေးကောက်ပွဲမျိုးလုပ်ပြီးအကျိုးထူးမှမဟုတ်ကြောင်းမှတ်ချက်ချခဲ့ပါတယ်။သူတို့ဘက်ကမကြွသေးတဲ့၍နိုင်ငံတကာကလည်း မိသားတပလိညာကားလို့သဘောထားနေမှသာဖြစ်ပါတယ်။အခုအခါဆေးဥစုကိုမတိမတာထောက်ခံမှုပေးနေတဲ့ထိုင်းကလည်းမြန်မာဗတ်ဆန်မှာ KNU ဟာလည်းတဖြည်းဖြည်းနဲ့စီရေးအရာအသာစီရလာနေတဲ့အိမ်မဆိုးကြီးနဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ကရင်စစ်မျက်နှာဟာဘကူအေယာဝတီတနင်းသာရီမွန်ပြည်နယ်များအကျွတ်လွန်စွာအရေးပါနေပါတယ်။ဆေးဥစုဟာသူတို့မှရှိသမျှအင်အားများကိုစုစည်းပြီးရခိုင်ချင်းကချင်းချင်းမြောက်ကရင်နီကရင်ပြည်နယ်နဲ့နိုင်ငံအလဲပိုင်းမှာအလူအလဲတိုက်ခိုက်ခံနေရပြီဖြစ်ပါတယ်။စစ်ကောင်းဆောင်နဲ့အပေါင်းအပါများကတော့တိုင်းပြည်ကိုဖြစ်ချင်တာဖြစ် တရုတ်လက်ထုတ်အပ်ရလဲမမှုတော့ကိုမိသားစုအသက်ထက်ဘယ်အရာကိုမြန်ခရူးဆိုင်နေရအောင်မှာလဲလို့ယူဆနေချိန်မှာသူတို့ကိုပံ့ပိုးပေးနေသူများအနေနဲ့စဉ်းစားဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်တခုတည်းသောမေးရမယ့်မိကုံးကစကားဆောင်တို့ဘက်ကအနိုင်ရနိုင်ပါလားအနိုင်ရမယ်ဆိုပါကလည်းနောက်9မိနစ်လား10မိနစ်လားတိုင်းပြည်ဖို့ဖို့ညံ့ညက်ကြည်ပြီးမှလားဆိုတာကိုမညာရန်မေးရတော့မှာပဲဖြစ်ပါလိမ့်ရှင်ကဲကြားတဲ့အတိုင်းပါနော်အာဆီယံကတော့မှတော်တော်လေးကိုခေါင်းချောက်နေတာဖြစ်ပါရဲ့နော် မင်းအောင်လိုင်းကိုဘလောက်ပဲထောက်ခံထောက်ခံမင်းအောင်လိုင်းကိုလူလူတွေးမယ်လို့သူကစဉ်းစားပြီးမှဒီဘုံတဘောတူရ၅ချက်ကိုထုတ်ပြန်ထားပါတော့အဲ့တော့မင်းအောင်လိုင်းရဲ့စိတ်တက်ကဒီလိုမျိုးမဟုတ်ဘဲနဲ့ခုနပြောသလိုပဲဘလူးစီတေးရဲ့စိတ်တက်နေပါတော့တိုင်းပြူပြောင်းလုံနေတာသိကြတယ်ပါတော့အဲ့တော့အာဆီယံကလူတွေလက်မြောက်လာတဲ့အနေအထားမှာရှိပါတယ်အခုဆိုရင်အားလုံးမြင်တဲ့အတိုင်းပဲပါတော့ဒီမြောက်ပိုင်းနဲ့ဒီရခိုင်ဘက်မှာစစ်ပွဲတွေပြင်းထန်တော့အဲ့ဘက်မှာလူတွေပို့ထားတဲ့အတွက်တောင်ပိုင်းအတိုင်းမှာစခန်းတွေကိုလေအလွယ်တကူအလွယ်တကူတိမ့်နေဆိုတော့အားလုံးမြင်နေပါတော့အဲ့မှာလူမရှိတော့စစ်ကူလည်းပို့လို့မရတော့ပို့ရင်လည်း အဲသူတို့ကဟိုဟိုတော့လည်းမပို့နိုင်တဲ့အတွက်ပေါ့နော်အခုအချိန်မှဆိုရင်ဘယ်တော့ပဲလာလာတိုက်ခိုက်ခံရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့မြောက်ပိုင်းနဲ့ဒီရခိုင်မှာတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာအခုအခုလိုမျိုးပေါ့နော်တောင်ပိုင်းကအေးစေးကောက်စားနေတဲ့အနေအထားတွေတွေ့ရတယ်နော်အဲ့တော့မကြခင်မင်းအောင်လိုင်းရတော့နော်နေရာတိုင်းမှာဒီတော်တော်လေးကိုလူတွေကုံတော့မယ့်အနေအထားတွေဖြစ်နေပါပြီနော် ကဲနောက်ထပ်သတင်းဗီဒီယိုအနေနဲ့ပေါ့နော်ဒီ justice soldier ရဲ့ဒီစစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုတင်တဲ့မှာဒီစီတန်ဘိုးကြီးထက်မြက်ကပေါ့နော်သူသူတို့တက်ထဲမှာနေခဲ့တုန်းကဘယ်လိုမျိုးအတွေ့အကြုံရှိခဲ့လဲဆိုတာနားထောင်ကြည့်အောင်နော်အဲအဲ့လိုတောင်းပြောတာလို့အဲ့လိုအနေထားရဖြစ်ကုန်တာပေါ့အဲ့တော့ကျတော့ဖွဲ့စည်းပုံတစ်ခုလုံးပြတ်ထွက်သွားအဲ့စစ်ကြောဒီမိုင်းဖြစ်စဉ်တုံးမှုဖြစ်လိုက်တာ ਨੇ တင်ပေါ့နော်ဖွဲ့စည်းပုံပြတ်ထွက်သွားဆိုတာအဲ့အဓိကအဲ့လိုထိကိုက်အန်တိုင်းအနာတရရတာလေးတစ်ခုကနေလိုက်လာတဲ့ဟာအကြောင်းအများကြီးကြီးပေါ့နော် အဲ့မှာရှိတဲ့ခေါင်းဆောင်နေရာဆိုတာအဲ 2NC ဆိုလဲသူ့နေရာဆိုလဲသူတွေးပြီလေနော်ဟိုဟိုကောင်လည်းခိုင်းလို့မရတော့ဘူးဒီကောင်လည်းခိုင်းလို့မရတော့ဘူးအဲ့အဲ့လိုနေထားဖြစ်ကုန်အကုန်လုံးကလည်းကြောက်လန့်တကြားနဲ့အဲ့ချိန်တော့ဆိုရင်အဲ့ဖြစ်စဉ်ဖြစ်ပြီးရနောက်ပိုင်းမှာအဲ့စစ်ကြောင်မှရှိရဲ့ရဲပေါ်တယ်ဘာဖြစ်လဲအိန္ဒာတက်တင့်မေမော်တက်ပြီးပါတာ จုံล่ะတော့မသိชิมาပဲဆိုတင်းမတော်ပြီပါလားအဲတကိုင်းလေးမှာထိုင်ဩမင်းတို့မလုပ်နိုင်ဆိုအီးမနေအောက်ကဘိုးတို့ကဓမင်းစားရဲ့စားနေအောင်အကောင်ဖယ်တယ်အဲအဲ့လိုကြောက်ကြောက်သွားကွာကြောက်ွားငုံကကြောက်အိုက်တားနေဆိုအိုက်တားမနေလုံးဝမကြွေးတော့ဘူးအဲ့လိုမျိုးခိုင်းကြအဲ့မင်းနဲ့နီနီလေးထလုပ်လိုက်ပါလားမလုပ်ဘူးမိုင်းတီမှာဆိုလို့သူကလမ်းကြောင်းတစ်ချောက်အကုန်လွတ်တယ် ဒါတော့ကားမိုင်းနေပါရှိရပါတော့အဲ့လမ်းကြောင်းကနေလမ်းပခုံးမှဆင်းလိုက်တာအကုန်ထိတာအဲ့ကြောင့်ဘေးသားလည်းမတိုးရဲတော့ဘူးအစားတော့မရှာရဲဘူးမြစ်တွေပါရင်အရင်တော့အဲ့လိုရှာစားကြရရှိတစ်ဆိတ်တစ်ဆိတ်နေတစ်ချာစီအဲ့လိုရှာစားရရှိနောက်ဆုံးအဲ့လိုဖြစ်သွားတဲ့အချိန်မှာဘာမှမလုပ်ရဲဘူးဘဲမှလည်းမသွားရဲဘူးရှိရတဲ့စားငပိဆိုငပိပဲတို့စားအဲ့လိုတမင်းရှိတမင်းပဲစားအဲ့လိုဖြစ်တော့လူတွေကလည်းချိနဲ့လာတယ်အဲပြီးရင်စိတ်တွေကမွန်းကျက်လာတယ်အဲ့စစ်ကြောင်းကလုံးဝနောက်တန်းကိုပြန်ဆင်းတဲ့အချိန်ထိတော်တော်ကို စိတ်သက်ကပြန်ဆွဲတင်လို့မရလိုက်ဘူးဒါဒါမိုင်းဖြစ်စင်မှာရှိသေးတယ်ရင်ဆိုင်တိုက်ဝဲဖြစ်တယ်ဆိုရင်တော့အဲ့လိုဖြစ်ချင်မှာဖြစ်ဒါပေမဲ့ခုနလိုမျိုးဖြစ်စင်ကြုံလဲရတဲ့ချိန်မှာအဲ့ဟာတို့အတွက်လုံးဝတကယ်အကြီးကျယ်စိတ်သက်ကြကြအကြီးဖြစ်သွားတိုက်ဝဲဖြစ်တယ်ဆိုရင်တော့စစ်သားတွေးထားတာကွာဟိုစစ်သားပဲတင်းရင်တင်းမှာပဲဆိုတဲ့အတွေးရှိတယ်ဒါဒါမင်းအောင်လဲစစ်သားရင်မှာလည်းရှိတယ်ရှိော့ကြတေးသွားတယ်ဆိုရင်တော့အကုန်လုံးဖြေးတာသေးရဲ့အဲစစ်ဝဲဖြစ်တာပဲကွာတေးမှာပေါ့အဲ့လိုတွေးမိသေးတယ်ဒါပေမဲ့အဲ့ခုနဟာကြီးမြင်ဝင်းကြီးတွေကိုမြင်နေတာအဆင်မပြေဘူးပေါ့နော်အဲနောက်ဆုံး ဲစစ်ကြောင်းပြန်ဆင်းတဲ့ချိန်မှာအဲ့လိုပေါ့ပြီးတော့ဒါဟာသပါเนาะအဲ့ဒီခုနခြေတော့ဖြတ်ပြီးလိုက်ရတယ်ဆိုတဲ့ကောင်ဆိုရင်ဒါသူထိတဲ့ချိန်မှာဖြတ်တော့ခြေချင်းဝဲအထက်ပေါ့ဒါပေမဲ့ဓာတ်ကတုံးနေတော့ခုတ်လိုက်တိုင်းမှာအယိုးကကြည်တာပေါ့เนาะကြည်ွားလိုက်အထက်ကိုထပ်ဖြတ်လိုက်ကြည်ွားလိုက်တော့ကိုထပ်ဖြတ်လိုက်နေဒီကောင်အရင်ဆင်းသွားတာဆင်းသွားပြီးတော့ဝေးနောက်တန်းပြန်ရောက်တော့သူကကြိုတဲ့ထဲမှာပါတယ်ဟောအဲ့တော့ဘာလို့အဲ့တူလေးကိုပြရရေပါဝိလက်ရလေဟောဝိလက်ရလေအာစိတ်နေကြည့်တယ်သူကတူလေးကိုရရရေ ပုံမှန်ဆိုရင်တလောက်ပဲဖြစ်ရမှာပေါ့အခုကဒူးအောက်တွေပါရောက်သွားအာမရတမျိုးกว่าပေါ့နော်ပုံမှန်ကအဲ့လိုဟာသားလေးလည်းရှိခဲ့ပါတော့ဒါပေမဲ့အဲ့လိုစိတ်တကြကြံတဲ့ပတ်သက်ရင်ဒီဒီကြိုက်တန်ရရတဲ့ဟာကသူတို့အတွက်တကယ်အတုံးယုံစိတ်တကြစီတဲ့ဟာမျိုးအဲ့ကြောင့်တော့အဲ့လိုမျိုးစဉ်းစားရတယ်စဉ်းစားခိုင်ကျန်ရန်သူအတီတက်ရအောင်လို့အဲအတီတက်လိုက်တဲ့ဟာကသူတို့အတွက်ဖြေသာသေးတယ်ဒီကြိုက်တန်ရရလိုက်တဲ့ဟာမရအောင်ပြီးရင်ဘာပြောခံရလဲဆိုတော့အဲ့လိုပေါ့2 IC ဆိုရင်နောက်တန်းရောက်တာနဲ့ရဲမေတွေကဝိုင်းပြီးတော့ လိုပေါ့နော်မဆဲအောင်တမယ်ပြောတာပေါ့။ဘာလေးကိုယုံကြည်လို့အပ်လိုက်တာ။အဲကျွန်မယောက်ျားခြေထောက်ပြတ်သွားပြီ။ तू ဘာပြန်ပြန်ပြောကြမှာမရှိဘူး။စစ်စင်ရထွက်တော့ကွာပြက်ရှင်ပြက်မယ်တေးချင်းတေးမယ်။ဒါပေမဲ့စစ်စင်မထွက်ခင်မှာအပ်ကြတာပေါ့တရားမှာ။ဟာဘိုးကြီးစောင့်ရှောက်ပြေးဦးနော်။အဲဘာလေးစောင့်ရှောက်ကျွန်တော်ဆိုအဲ့လိုမျိုးအထီးပြီးပြန်လာပြီဆိုကျွန်တော်ဟိုနောက်ဆုံးကနေဝင်လာ။ရှင်းတယ်ဝင်ပြီဆိုတော့ငိုတော့တာလေးသူတို့ဖတ်ဖတ်ပြီးတော့အဲအဲ့လိုမျိုးပါ။အာအဲ့ဆိုရင်တူအန်စီဆိုရင်တော်တော်ကွာပြန်ရောက်တဲ့အချိန်ကြီးပေါ့နော်။လုံးဝငါမနေတော့ဘူးငါထွက်တော့မယ်။ ငါရက်ဘက်ပြောင်းတော့မယ်ငါထွက်စားတင်တော့မယ်အဲအဲ့လိုတွေဖြစ်သွားဒါကရှေ့တန်းမှာကြုံလိုက်တဲ့မိုင်းဖြစ်စဉ်လေးတစ်ခုကဟိုးနောက်ထိလိုက်ပြီးတော့စိတ်ဒုက္ခတွေပေးတယ်ဆိုတဲ့ဟာပေါ့နော်ဒါတရကအနေနဲ့တင်ကဲစားအနေနဲ့ပြောပြကဲဒါတော့နော်စီရင်ဘူးကြီးဒီထက်မြက်ကစစ်တပ်ထက်မှာနေတော့ကပေါ့နော်မိုင်းကြောင့်တော်တော်လေးပေါ့နော်စစ်တပ်ထက်မှာဘယ်လောက်ထိတက်ပြတ်သွားလဲဆိုတဲ့အနေထားကိုသုံးသပ်ပြတာဖြစ်ပါတယ်နော် ကဲနောက်ဆုံးအနေနဲ့ကျွန်တော်ကြည့်ရမှာတော့ဒီဗမော်မြို့နားကိုချက်ပစစ်ကောင်စီတပ်ဖွဲ့တွေတော်တော်လေးကိုချင်းကပ်လာတဲ့အနေအထားမှာရှိပါရဲ့နော်ဒီမနက်မှာလည်းလုံခင်းကြီးရွာနားကိုရောက်ရှိလာတယ်လို့သတင်းတွေကြားရတယ်ပေါ့နော်အဲအဲ့တော့ပတ်သက်ပြီးတော့အခုဆိုရင်ကျော်စိုးတို့ဘက်မှာမြောက်ကြမြောက်ကြနေပါနော်ဒီဗမော်နားရဲ့ဖက်ကန်နားကိုရောက်နေပြီပေါ့နော်ကိုစီကသူ့ကိုဘလို့ပြန်ပြီးတော့ဖဲ့ထားတယ်ဆိုတော့ချက်နားအောင်ကြည့်လာအောင်နော်သူတို့သူတို့နိုင်ငံတော်ကတပ်ဖွဲ့စလုံးတို့ကကျွန်တော်တို့အရေးပါတယ်မရှိဘူးဒီကောင်ကိုကိုင်ကလည်းဒီဗမော်မြို့ရရှိတဲ့အတွက်သူတို့ကလည်းသူတို့ရဲ့မဟာမိတ်အဖွဲ့တွေနဲ့သူတို့ရဲ့ဒီစစ်သွေးကြောအုပ်စုမဟာမိတ်အဖွဲ့တွေနဲ့သူတို့ ဝင်တိုက်တယ်ဝင်တိုက်တယ်လက်ရှိတော့သူတို့လည်းသူတို့မရသေးဘူးလက်ရှိကျွန်တော်တို့ဒီတက်မတော်ရဲ့ဒီ drone ထိုးစစ်ကျွန်တော်တို့ဒီမြေပြင်ဝင်ထိုးစစ်တွေကြောင့်အချမ်းပတ်သမားတွေများစွာသိတယ်များစွာသိတယ်တချို့တို့ကျွန်တော် PDF တွေဆိုရင်လက်ရှိဒီ TikTok မှာတွေ့နေရတာပဲတွေ့တဲ့အတိုင်းပဲ TikTok တွေ Facebook တွေပါအဲသူတို့ဒီဗမော်တိုက်ပွဲမှာသေသွားတဲ့သူတွေပြန်ပြီးတော့သူရဲ့မိဘတွေအကြောင်းကြားတဲ့အခါမှာဆိုအလောင်းပြတ်ပါမလားဘူးအလောင်းပြတ်ပါမလားဓာတ်ပုံပဲပြတ်ပါလားအဲ့လိုတချို့နေရတယ်မနေ့ကပြီးတော့ကျွန်တော်တိုက်ပွဲတော်မှာကျွန်တော်တို့ဒီကြာဆုံးတဲ့သူတွေအထိခိုက်ဒဏ်ရာရရှိတဲ့သူက ထိခိုက်ဒဏ်ရာရရှိတဲ့သူကပုံများပါတယ်ဒါကျွန်တော်စစ်ပွဲရဲ့သဘောတဘာဝပါပဲစစ်ပွဲရဲ့သဘောတဘာဝမှာခင်ဗျာလူရောက်90ရှိတော့ခင်ဗျာတကယ်ထိချက်ကောင်းမှခင်ဗျာ10ရောက်စကား20ပေါ့ဗျာဒါထိချက်ကောင်းမှကျန်တဲ့အရာတွေအားလုံးကခင်ဗျာအပြတ်နေမျိုးလုံးမျိုးလုံးတွေကျွန်တော်တို့ကျွတ်ထွက်သွားတာတွေလက်တွေပြတ်တာတွေချောင်းတွေပြတ်တာတွေပေါ့ဗျာဒီလိုသဘောတွေကများပါတယ်ဒုက္ခိတာများပါတယ်ဘာမောက်တိုက်ပွဲမှာဆိုတော့အကြက်ဖက်တမရပြဆို PDF အုပ်စုတွေလည်းများစွာကျွန်တော်ဒုက္ခိတာတွေဖြစ်သွားတယ်များစွာသိတယ်ထို့တူပါပဲဒီစစ်သွေးရ KI နဲ့သူတို့ရဲ့မဟာမိတ်တွေလည်းများစွာသိတယ်ဟာတိုက်ပွဲတွေကကျွန်တော်တော်လေးပြည့်ထက်နေတယ် ဘောမမျိုးတိုက်ပွဲကကျွန်တော်တို့အတွက်လည်းအရန်ကိုမဟုတ်ဓာတ်ပုံလေးတပုံတော့ပြပါလို့အဲ့လိုပဲတဲတဲနဲ့ထိုင်ပြောနေတာစောက်ရှက်မရှိတာလားငါပြောတာမင်းတို့စစ်တပ်ထောက်ခံတဲ့ကောင်တွေကငါပြောမယ်မင်းတို့လည်းတောင်းဆိုကြည့်ပါလားဟုတ်လားကျွန်တော်တို့လည်းအဲ့ဒီ PDF တွေတည်တဲ့အလောင်းမြည်ကြည်နေပြအခုကြော်ဆူဦးပဲကျွန်တော်တို့ပုံလေးပြန်သမ်းပါနော်ခစ်တစ်တော့နော်တကယ်တော်လိုင်းဘက်ကတင်တဲ့သတင်းဆိုကျွန်တော်တို့စစ်ခွေးတွေဘလို့တင်အောင်ပါဦးစစ်သားတွေဘလို့တင်တယ် နော်အလောင်းတွေကိုသူတို့ပြတာစခန်းသိမ်းတိုက်ပွဲဆိုတော့ကြီးတွေဘလောက်ရတယ်လက်နက်တွေဘလောက်ရတယ်နော်ကျွန်တော်တို့အထွတ်မြတ်ထားတဲ့ရဲဘော်မသိတေတော်ငရဲမလားဆိုတော့ဆိုင်ဖို့ကို6နဲ့တနီမီရိုက်တဲ့ကောင်းနဲ့ဟုတ်လားယူနီဖောင်းတွေကို6နဲ့တနီမီရိုက်တဲ့ကောင်းနဲ့နော်ငါမသိငါစခန်းမကြဆိုတဲ့ပုံမှာ6နဲ့တနီမီရိုက်တဲ့ကောင်းနဲ့ဗဒတ်တွေလုံနေတာမျိုးစုံပဲကျွန်တော်တို့စစ်တပ်ကကလည်းအဲ့လိုလောက်တော့မြင်ချင်းနေပြကျွန်တော်တို့ဓာတ်ပုံလေးတော့ပြပါလားတောင်းဆိုကြီးရတောင်းဆိုကြီးအကောင်းပြောတာလက်ရှိမင်းတို့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့ကောင်းလေတောင်းဆိုကြီးရနော် မြမတိညမတန်ကျင်းမုံတို့ညမအလင်းတို့ကစပြီးတော့နောက်ဆုံးအဲ့ဒီအယိုးကြိုက်ကတော့ခေါင်းနေတဲ့ကြော်စိုးဥလိုမျိုးအစင့်ထိဝိုင်းတောင်းဆိုကြည့်ကြနော်အပဓာတ်တွေတေးအောင်မြင်ကျင်တယ်ဗျာဓာတ်ပုံနဲ့ဗျာအလုပ်လေးသူချိုးကန်းတယ်ဗျာအဲ့ချိုးတဲ့ပုံလေးပြဆမ်းပါဟမ်တော်လိုင်းဘက်ကဆိုမင်းတို့စစ်ခွေးလေးအခုမှဗီဒီယိုဖိုင်တစ်ခုရတဲ့နောက်ဒီဗီဒီယိုဖိုင်မှာရှင်ဝါဆိုမပြတော့ဘူးနော်စစ်သားတွေတတ်မှတ်55ဘယ်လောက်လဲမသိဘူးအဲ့ဟိုနေ့ဘက်ကတော့မေ့သွားပြီနော်ထိတ်တုံးခတ်ပြီးတော့ ။မပတ်တီးတွေစီးပြီးတော့နော်အဲ့လိုမျိုးတွေပြပါလား။ပြခိုင်းကြည့်ပြလို့ရမလားလို့။တိလာနော်အဲ့ဒါကျော်စိုးဦးတင်းတင်းနဲ့ပုံစံတနေ့တနေ့အာနာစသိန်းတွေကသူတို့နိုင်နေတာ။အာနာစသိန်းတွေကသူတို့ကပြစ်နေတာသူတို့ကထိုးစစ်ဆင်းနေတာ။ဒါပေမဲ့မြို့ဘလောက်ပါသွားပြီလဲ။စခန်းဘလောက်ပါသွားပြီလဲ။ဒီနေ့ထိလည်းအခုတို့မှ KIA မသေးတာအများကြီးပဲတဲ့ဘီဂျက်တွေအလောင်းအောင်ပြန်မရဘူးတဲ့အလောင်းမရတဲ့ဟာကိုပြမယ်ကျော်စိုးဦးဝေတိလား PDF တွေလား KNA လားမင်းတို့စစ်ခွေးလားဆိုတော့အလောင်းမရလို့အပူလုံးကျွယူတုံးမရဖြစ်ပြီးအပူလုံးကျွနေတဲ့မင်းတို့ပရီမုံဆိုးမှပို့ပြတ်ပူဆိုးမနော်အဲ့တော့တက်တယ်ဆိုတာအဲ့လိုမျိုးတည်င်းတစ်ခုကြီးညာဟာမှ PDF တွေဘလောက်တည်ရဲ့နော် KNA တွေဘလောက်တည်တယ်ဘလို့ဖြစ်သွားတယ်ပြလေဟုတ်တယ်သူတို့ကတော့ငါးပြောင်းနော်အလီပိုင်ဆိုတာရှိရတယ်နော်တိလာအဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့ကောင်တွေကအကြံပေးတာပါ မင်းတို့မပြောချင်ဘူးလားကွာငါပြုတ်ရင်လေးပြောဗရက်တွေသေးတာမင်းတို့မမြင်ချင်ဘူးလားဟမ်အဲ့ဒါဆိုပြခိုင်းအခုမပြောစိုးတနေ့တနေ့သေးနေရမနေဘူးဟမ်ပြစမ်းမှာကျွန်တော်ပုံနေတော့ကွာမြင်ချင်လို့ပြခိုင်းတိလာအဖြေပဲအဲ့ဒါအဖြေပဲတိလာညာတော့မရဘူးနော်ဘလောက်ပဲစကားအပြောကောင်းပါစေတိလာအကောင်းပြောတာနဲ့အပြောကောင်းတာနဲ့မတူဘူးနော်ကျွန်တော်အခုအကောင်းပြောလိုက်တာကျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလား နော်စစ်တပ်ကိုထောက်ခံတယ်ဆိုရင်တစ်ဖက်စစ်တပ်ကရန်သူဖြစ်တဲ့ကောင်တွေပေကျင်ပျက်စီးတာကိုမြင်ချင်မှာပဲဟုတ်တယ်နော်ဒါတဘာမှကြပါနဲ့နော်အဲ့တော့မြင်ချင်တာကိုမြင်မြင်အောင်ပြတ်ခိုင်းဖို့ကခင်ဗျားတို့တောင်းအဲ့တော့ကျွန်တော်တို့ကတော့ခင်ဗျားတို့စစ်ခွေးတွေသေတာကိုမြင်ချင်တယ်အဲ့တော့ကျွန်တော်တို့သတင်းဌာနတွေအဲ့ဒီစစ်ခွေးစခန်းသိမ်းခွေးဗနာကောင်သေတယ်ခက်တယ်မှလက်နက်ဘလောက်ခဲရန်ဘလောက်အပုံလိုက်ပြတာအာအပြော်တော့နောက်ခုပြတာအဲခွေးသေးဟုတ်တယ်နော်အဲ့ဒီထဲမှာ တုံးပွင့်တဲ့ခွေးတစ်ကောင်တေတာကိုသူ့မယားပူပူနွဲ့နွဲ့မုတ်ဆိုးမှဘာဖြစ်နေလဲအဲ့ဒီမုတ်ဆိုးမှတင်ထားတဲ့ပို့ရဲ့အောက်မှာပြည်သူတွေဘလို့အားပေးနေလဲမြေအောင်ပြမကြည့်တော့ကဲဒီမှာအခုဒီဘေးမှာပြထားတော့ခင်ဖြူဖြူအောင်တဲ့သူ့မှာသားလေးတစ်ယောက်ရှိတယ်อืมเนาะตาลีเตี่ยวရှိတယ်ကုံရဲ့ချက်လက်နဲ့ချာเนาะသူ့ယောက်ျားမွေးလေးအတွက်စုတောင်းထားလိုက်တည်တယ်အဲ့ဒါကဘာလဲဆိုတော့မိသားစုနဲ့အများဆုံးအတူတူနေရပါစေဘာဖြစ်တယ်ယောက်ျားရင်ညာဖြစ်တယ်ယောက်ျားရင်ဆို အခုလက်ကြကြာယူကျုံမရအပူလုံးကြွပြီးတော့ဘူလုံးတော်မပြနိုင်တော့ဘူးเนาะကဲခင်ဖြူဖြူအောင်ပရီမုတ်ဆိုးမလေးရဲ့ကြေကွဲကန်းလေးကိုကြည်ပါเนาะအဲ့ဒီကြေကွဲကန်းရဲ့အောက်မှာပြည်သူတွေဘလိုမျိုးပုံမှန်နေမှန်ထားလဲစောက်ကြည့်ပါဘမာတော့တူတင်ထားတာပေါ့เนาะတုံးပွင့်နဲ့သူ့ရဲ့ဘိုးရဲ့အင်ဂျီကိုဓမ္မအားလုံးပေါင်း 14k ရှိတယ်တန်း k ကဟဟပေးထားတယ်ဓမ္မကြည့်လိုက် နော်အားလုံးပေါင်း 14k ရှိတယ် 14k မှာတန်းကြီးဟာဟာငါတို့ကတော့ဒီလိုပဲမြင်ချင်တယ်တဲ့နော်နေမြင်ချင်တာကဒါမဟုတ်ပေမဲ့ငါတို့မြင်ချင်တာဒါပဲလေမနော်လိုက်တယ်ကြောက်စရာကွန်မန်းနေအောင်လိုက်ပြန်ပေးထားကြောက်စရာခလေးတော့စိတ်မကောင်းပါဘူးသူများမိသားစုတွေလည်းအဲ့လိုခံစားနေရမယ်ဆိုတာတိစေခြင်း ਨੇ ပြည်သူလက်သာကိုအခုတော့ရတယ်မကြည့်အိုးမကြမကြ အဲ့လိုပြန်မြင်နေတယ်အဲပြည်သူကြိမ်စာတွေပေါ့ကွယ်ကိုတိုင်လဲရဲဆိုတော့ခံရမှာပါခလေးဘွားပဲတနာစရာပေါ့မကြခင်ကြကြအတိရတော့မှာဆိုတော့ငါတို့ပြည်သူတွေကိုဘုံကျဲတုံးကဘလို့ခံစားရတယ်အတားထိမှနာတတ်တယ်အခုတော့ကိုချင်းစာတတ်ပြီနော်လူလူစုအတွက်မိုက်မဲကြတာကိုတကယ်တမ်းဆုံးရှုံးရတာကိုမီတာစုအတိုင်းဝိုင်းပါပဲခင်ဗျာခင်ဗျားတို့တွေကလူနည်းစုကောင်းစားဖို့အတွက်အတက်ဆုံးရှုံးကြတာမတန်ဘူး တော်တို့ပြည်သူဖက်တော်သားညီကိုတွေကအများအတွက်ဒီဘက်နိုင်ငံတော်ကြီးကောင်းစားဖို့အတွက်အတက်တွေတုတ်ကွန်မန်းကောင်မဖိုင်ဒီညပြီးမှာမဟုတ်ဘူးနော်အဲ့ဒါကြီးလိုက်ကြည့်ဘလောက်ပဲမင်းတို့လိုင်းပေါ်ကကြိုက်တယ်လို့ဝါထားဖြန့်ပြည်သူတွေရင်ထဲမှာပါလေကြီးလိုက်မင်းတို့ဘောမတွေဘက်ကလို့ online 9000သားတွေအကောက်တူးတဲ့ဝင်ရေးတာပုံတော့အကောက်အစ်စ်နေနဲ့ရေးထားတာကြည့်လိုက်အဲ့ဒါတော့မင်းတို့အာနာသိမ်းထားတဲ့အချိန်မင်းတို့အာနာသိမ်းထားပါတယ် လိုင်းပေါ်မှာ66ကာကြီးနဲ့စွဲနေပါတယ်ဆိုတော့အချိန်မာတောင်မှတီတူတွေရင်တဲ့အမုံတရမင်းတို့စစ်ခွေးတွေပေါ်ဘလောက်ဖြစ်နေလဲဆိုတော့အဲ့ဒါကိုကြည့်လိုက်အဲ့တော့တန်ဝင်ကမရဘဲနဲ့စက်မိုက်ကြောင်လို့ဆိုကြိုက်တယ်လို့မိုက်မိုက်နော်ဘာဖြစ်လို့စစ်သားတွေတည်တယ်အဲ့ဒီကြော်စိုးဦးဆိုကောင်မျိုးနော်အဲ့ဒီကောင်တွေဘေးကနေမြှောက်ပေးနေတာအခုစစ်တပ်ကဘာငားကြော်လာပါတယ်သွားပို့အောင်မဆိုတော့နိုင်ငံတစ်ခုရဲ့ institution သူစစ်တပ်တစ်ခုကပေါက်ပန်း50အဲ့လိုသွားကျွေးမွေးလို့ရလား ကဲအဲ့ဒီကြော်စိုးကတလန်လောက်ပဲဆိုကိုလို့ဟမ်မင်းတို့စစ်သားတွေဘလို့ကြော်စိုးတလန်မလောက်ပါဘူးလို့ဘလို့အာမခံနိုင်ဟမ်ကဲမင်းတို့ဘမော်မှာအခုနှစ်ဖက်ဆိုင်းနေပြီကြော်စိုးကတလန်လောက်ပြီမင်းတို့စစ်သားတွေကိုအစိတ်ခတ်ပြီးလာကြွေးပလိုက်ပြီပြီးသူကဘက်ကလန်နိုင်ငံညှို့ရောတို့နိုင်ငံညှအထောက်ပံ့ရမှာဆိုရင်မင်းတို့ဆွဆွဲသလိုပေါ့ကဲမင်းတို့စစ်သားတွေဘလို့လုပ်မလဲစစ်သားတစ်ခုဆိုတော့အဲ့လိုမျိုးပောက်ပန်း၄၀ဝန်းထက်ကြွေးမွေးလို့ရလာတော်လန်ရင်ဘက်မှာဆိုတာကတော်လန်ရင်ကာလဆိုတော့စနစ်ကိုမတတ်မှတ်နိုင်လေဘူးเนาะဖြစ်တလို့သွားတဲ့ကာလမှာ တီတူနဲ့ပဲတလူသွားတယ်လုံထွေးလုံထွေးနဲ့ဒါပေမဲ့တိုင်းပြည်တစ်ခုရဲ့စစ်တပ်လို့ကိုကိုတတ်မှတ်ထားတဲ့အဖွဲ့အစည်းတစ်ခုကဒီလိုပေါက်ပန်း40ပန်းဇော်ဘုံဟင်းကသွားပြီးတော့ဟမ်ဟိုကသွားဘော့ပြူစလေးသွားလှူလိုက်ငပေါက်ကသွားပို့လိုက်အဲ့လိုပို့ချင်တိုင်းပို့လို့ရတာအေးအဲ့လားပဲအဲ့တော့ရှေ့တန်းမှာဘလောက်ပဲမင်းတို့တေတေလက်ရှိအခုဒီဒီကောင်၃ဝင်းတဲ့ကောင်တေသွားတယ်နော်ကြံနေခဲ့တဲ့တူမင်အားနဲ့တူသားတို့ဘာအာမခံချက်ရတယ် အဲ့ဒီကြော်စိုးဦးဆိုတဲ့ကောင်ဇော်ပုံးဦးဆိုကောင်အဲ့ဒီမပူတူတို့ဒဇင်ဦးတို့အဲ့ဒီမဖာကောင်းတွေဖာဓမ္မတွေဘာထောက်ပံ့လဲလက်ရှိအာနာသိန်းတွေကတေခဲ့ရတဲ့စစ်သားဦးကြီးဘယ်လောက်ရှိပြီလဲအဲ့ဒီစစ်သားတွေကကြံမိခဲ့တဲ့မိသားစုတွေဘယ်လိုဖြစ်နေလဲမင်းအောင်ကြည့်ကြဟုတ်တယ်မင်းတို့စစ်သားတွေကိုအတိုက်ခံလုပ်ပြီးပြောနေတာမဟုတ်ဘူးမင်းအောင်ကြည့်မင်းတို့ယင်ထဲမှာမင်းအောင်ကြည့်မင်းတို့တွေမြင်တဲ့နေ့မင်းတို့ဘဝလွတ်မြောက်တဲ့နေ့ပဲကဲဒါတော့ကိုစီရဲ့သုံးသပ်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်အဲ့တော့ ဂျပန်စစ်ကောင်စီစခန်းတွေကြားရလဲမြင့်မြင့်ကူတွေရောနော်ဒီညနေမှာဆိုလဲနဲတာမဟုတ်ဘူးမနက်ကလည်းဖြစ်သေးတယ်ပေါ့နော်အဲ့တော့သူတို့ဘက်ကတော့စလိုက်ကြတယ်ပေါ့နော်ဒါပေမဲ့လဲကြော်စိုးတို့လိုဘောမမီဒီယာတွေကတော့နော်ဘာမှမှန်တော့သတင်းမှန်ဖို့အရေးမကြီးဘူးနော်သူတို့စစ်တပ်က motivation ရရင်ပြီးတာပဲဆိုတော့ပောက်ကရရှောက်ပြောတဲ့ဟာတွေပေါ့နော်အဲ့တော့ တကယ်တော့ motivation လည်းမရတဲ့အပြင်ကိုပို့ပြီးတော့ဆိုးလာတဲ့ဒေတာတွေဖြစ်ပါရဲ့နော်အဲ့တော့ဘလိုပဲပြောပြောပါသူတို့ဘက်မှာတော့တက်ပြတ်နေပြီးတော့ဒီဘက်မှာတော့တကယ်ပဲနော်ပေါင်းစည်းညီညွတ်မှုတွေကောင်းလာပြီးတော့အောင်ပွဲတွေအများကြီးရရှိနေဖြစ်ပါတယ်အခုဆိုရင် ASEAN လိုနေရာ ASEAN လိုမျိုးပေါ့နော်အဖွဲ့အစည်းကြီးရတာမှာမေယောင်လည်းကိုထောက်မခံတော့တာဖြစ်တဲ့အတွက်မကြခင်တော့ဒီမေယောင်လည်းတကွာအပေါင်းပါတွေရတာပေါ့နော်ဒီထွက်ပြေးပြေးမပြေးရင်လည်းငရဲပြေးရောက်တော့မယ်ဆိုတဲ့အကြောင်းကိုသိကြနေပါပြီဆိုတဲ့အကြောင်းကိုကျွန်တော်တုံ့သက်တင်ပြရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးကြရင်ပြပပြီးသူရောက်စရာထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖတ်မေယောင်လည်းစစ် ပြီးငလင်ပြီးဘေးအနေပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။